ဒီတစ်ခေါက်မှာပြောပြချင်တာကတော့အရန်စိတ်ဝင်စားဖို့ကောင်းတဲ့အစီအစဉ်တစ်ခုအကြောင်းပါအစစ်မြစ်နိပညာတွေကိုကျေးလက်ဒေတာတွေအထင်ဘလို့ရောက်အောင်ပိုးပေးမလဲဆိုတဲ့အကြောင်းပေါ့ကဲအရင်ဆုံးဒီမေးခွန်းလေးနဲ့စကြည့်ရအောင်ဘာလို့လဲဆိုတော့ဒီမေးခွန်းကပဲဒီ program တစ်ခုလုံးရဲ့အဓိကဖြည့်ရှင်ချင်တဲ့ပြဿနာကိုထောက်ပြနေလို့ပါပဲတကယ်ကိုအမခန့်ကောင်းတဲ့နိပညာတွေဘာလို့တကယ်လိုအပ်နေတဲ့လူတွေစီကိုရောက်မသွားရတာလဲ အဲ့ဒီဘာလို့လဲဆိုတဲ့မေးခွန်းရဲ့အဖြေကနောက်ဆုံးတမိုင်းပြဿနာဆိုတဲ့အထက်မှာရှိနေပါတယ်။ဟုတ်ပြီ။နောက်ဆုံးတမိုင်းပြဿနာဆိုတာဘာကိုပြောတာလဲ။ဆိုလိုတာကဒီလိုပါ။ရှင်းစားကြည့်လီ။လယ်သမားတွေအတွက်အရန်ကောင်းတဲ့ app တစ်ခုကိုတီထွင်လိုက်တယ်ဆိုပါစို့။ဒါပေမဲ့အဲ့ဒီ app ကိုရွာကလယ်သမားတွေကဘလို့သုံးရမှန်းမသိဘူး။ဒါမှမဟုတ်သူတို့ကိုလက်တွေ့ထင်ပြပေးမဲ့သူမရှိဘူး။ယုံကြည်မှုလည်းမရှိဘူးဆိုရင်အဲ့ဒီ app ကဘာသုံးဝင်တော့မှာလဲ။ အဲအဲ့ဒီလိုနီးပညာနဲ့တကယ်အသုံးပြုသူကြားကကွာဟာချက်ကြီးကိုနောက်ဆုံးတမိုင်ပြဿနာလို့ခေါ်တာပါ။ကေဒီလိုအဟန့်အတားတွေကိုကြော်လွားဖို့ EMI AI ကဘလို့စမ်းသပ်တဲ့ fusion ချက်မျိုးကိုတုံးခလဲစရာကြီးလိုက်ရအောင်သူတို့ကလူသားတက်တာတစ်ခုတည်ဆောက်ပါတယ်။တို့ရဲ့အဓိကအတွေးခေါ်ကအရန်ရှင်းပါတယ်။နီးပညာတစ်ခုတည်းနဲ့ဘယ်တော့မှမလုံလောက်ဘူး။ရှုပ်ထွေးတဲ့ AI နီးပညာကြီးနဲ့ရွာကကျောင်းသားတယောက်ဒါမှမဟုတ်လေသမားတယောက်ရဲ့နေစဉ်ဘဝအကြမ်းမှာအဲ့ဒီမှာကွာဟာချက်ကြီးတစ်ခုရှိတယ်။ အဲ့ဒါကိုချိတ်ဆက်ပေးဖို့လူတယောက်လိုတယ်။အဲ့ဒီလူကပဲလူသားတင်နာဖီလာတာပါ။ဒီတော့ဒီအစည်းအဝေးရဲ့ဖွဲ့စည်းပုံကဘယ်လိုလဲဆိုတော့ကော်မရှင်စနစ်နဲ့လှုပ်ဆောင်တဲ့ပူးပေါင်းဆောင်ရွက်မှုတစ်ခုပါပဲ။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာကသူ့ရဲ့ဖွဲ့ဝင်တွေကိုခေါ်ရနာမည်ပဲ။ရင်ကျဲမှုတန်တမာများတဲ့။ဒီနာမည်လေးကကိုသူတို့ရဲ့အလုပ်ကနေပညာရောင်းတာထက်အများကြီးပိုလင်းတဲ့ရင်ကျဲမှုကိုပါကိုစားပြုတယ်ဆိုတာကိုပြနေတာပါ။ ကောင်းပြီဒါဆိုရင်တန်တမန်တယောက်ရတာဝန်ဒီကဘာဒီလေဘာဒီလောက်ရတာလေအသေးစိတ်ကြီးလိုက်ကြရအောင်သူတို့မှာအဓိကတာဝန်၃ရရှိတယ်ပရမဆုံးတစ်ခုကတော့ဘာသာစကားတွေကိုထင်သိမ်းဖို့ပါနီးပညာကိုလက်နက်တစ်ခုလိုသုံးပြီးကိုယ့်ရဲ့အဖိုးတန်နဲ့ယဉ်ကျေးမှုအမွေနှစ်တီးကိုမပျောက်ပြတ်အောင်ကာကွယ်ဆောင်ရှောက်ပေးရတာပါဒုတိယအခန်းခဏကတော့ပို့ပြီးလက်တွေ့ကြတယ်ရဲရွာကလူတီကိုပညာရေးနဲ့ဈာမကြီးအတွက် AI ကိုဘလို့အသုံးချမလဲဆိုတာကိုသင်ပေးရတာပါ နိပညာကိုစအောက်သေးကအတိုင်းမဟုတ်ပဲသူတို့ဘဝတို့တကယ်အသုံးဝင်အောင်ဘလို့လုံးမလဲဆိုတာကိုလမ်းညွှန်ပေးရတာပေါ့နောက်ဆုံးတတိယအခန်းကဏ္ဍကိုကုံရချစ်ထွင်တာပါဒီစီစဉ်ရဲ့အကျိုးကျေးဇူးတွေကိုလူပိုများများစီရောက်အောင်ဒီကျွတဲ့လုံကြုံနဲ့မြဲချတာကိုပုံဤကျေပြန့်ခိုင်မာလာအောင်လုဆောင်ရဖြစ်ပါတယ် Okay အခုပြောခဲ့ရတဲ့အလုပ်ဒီအားလုံးကိုရေရှည်မှာဘီလိုလုံနိုင်မှာလဲအဲ့ဒါအတွက်ရေရှည်တည်တံတဲ့ဝင်ငွေရန်တရားတစ်ခုလိုအပ်ပါတယ်အဲ့ဒီအကြောင်းကိုကြီးလိုက်ရအောင်ဒီဘဏ္ဍာရေးပုံစံတလုံးရဲ့အတန်းလုံးကတော့ ဒီကနန်းမှာပဲငားရခိုင်နှုန်းဒါပေမဲ့ဒီနေရာမှာအရေးကြီးတာကဒါတခါပဲရတဲ့ကော်မရှင်မဟုတ်ဘူးအများရရနိုင်မယ့်ကော်မရှင်မှာဆိုလိုတာကတန်တမာရီတရေရှည်တည်တံတဲ့ဝင်ငွေတစ်ခုဒီဆုပ်ပေးနေတာပဲဖြစ်ပါတယ်ဒီဇီယာကိုကြည့်လိုက်ရင်တန်တမန်တယောက်ကဝင်ငွေပေးလို့ရှာနိုင်တယ်လဲဆိုတာရှင်းသွားပါလိမ့်မယ်ဥပမာ individual sponsor ဆိုတဲ့အူချင်းပံ့ပိုးသူတွေ classroom hub လို့ခေါ်တဲ့စာသင်ခန်းတွေအတွက်ပံ့ပိုးမှုတွေပြီးတော့ legacy sponsor ဆိုတဲ့ဘာသာစကားရန်ပုံငွေအတွက်တလုံးတစ်ခဲလေးပံ့ပိုးမှုတွေကနေ ဝင်ဝေရနိုင်တဲ့ပုံစံတွေကိုတွေ့ရမှာပါဒီ program ကိုပိုပြီးစိတ်ဝင်စားဖို့ကောင်းအောင် game ဆော့နေရတယ်လို့မျိုးအဆင့်တွေခွဲထားပါသေးတယ်စတင်သူတက်ကြွသူခေါင်းဆောင်ပြီးတော့ champion ဆိုပြီးတော့ဒါကကိုယ့်ရဲ့တိုးတက်မှုကိုရွှေရွှေလင်းလင်းမြင်ရပြီးတိတာတဲ့ဝင်ငွေနဲ့ခေါင်းဆောင်မှုနေရာကိုရောက်ဖို့တွန်းအားပေးတဲ့လမ်းကြောင်းတစ်ခုပါပဲဒီလိုပုံစံကဘာကိုဖြစ်စေလဲဆိုတော့ကောင်းကျိုးတန်တရာလွတ်ခေါ်တဲ့အရာတစ်ခုကိုဖန်တီးပေးလိုက်တာပါပဲနိုင်ငံသားအကူအညီကိုပဲမိခိုနေရမယ့်အစား ရဲရွာထဲကငွေကရဲရွာထဲမှာပဲပြန်လဲလေလက်နေစီပြီးရဲရွာကိုပဲအကျူးပြုစေတာပေါ့ကဲဒီလောက်အရေးကြီးတဲ့ယဉ်ကျေးမှုတန်တမန်နေဆိုတာတကယ်လို့ဘလို့လူမျိုးလေးလဲဘသူတွေကိုဒီအဆီဇင်ကအဓိကပြစ်မှတ်ထားနေတာလဲဒီစီဇန်တော့အသင့်တော်ဆုံးကတော့ရက်ရွာမှာအော့စာရှိပြီးသားလူတွေပါဥပမာဆရာဆရာမတွေပါတိုင်ခေါင်းဆောင်တွေလို့ရက်ရွာခေါင်းဆောင်တွေပြီးတော့အင်တာနက်ဆိုင်ပိုင်ရှင်တွေလို့လူတွေပေါ့ သူတို့မှာတော့ social media တုံးတက်တာလူတွေကိုစီးယုံတက်တာနီးပညာနဲ့အနည်းနဲ့အများရင်းနှီးကျွမ်းဝင်နေတာမျိုးတော့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ကနီးပညာနဲ့ရက်ရွာကြားကတရားဖြစ်ပေးရမှာမလို့ပါပဲ။ချက်ထားတဲ့အခါမှာလေသူတို့ရဲ့အဓိကရည်ရွယ်ချက်ကဘာလဲဆိုတာကိုရွေးချယ်ခိုင်းပါတယ်။ဒီမှာကြည့်ရင်တွေ့နိုင်ပါတယ်။ကိုယ့်ရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုကိုထိန်းသိမ်းခြင်းလို့လားဒါမှမဟုတ်ကိုယ့်ရဲ့နေရာကိုအားထည့်ပေးခြင်းလို့လားဒါမှမဟုတ်ကော်မရှင်ဝင်ငွေအတွက်တသက်ပဲလား ဒီလိုမေးတာက program ရဲ့ tempo တွေကိုတကယ်နားလည်တဲ့သူတွေကိုရွေးချင်နိုင်ဖို့ပါပဲအဆုံးသတ်အနေနဲ့ပြောရရင်တော့ဒီ program ရဲ့အဓိကအတွေ့အခေါ်ကနီးပညာဆိုတာလူတွေကလူတွေရဲ့အတွက်တည်ဆောက်ထားတာဖြစ်တဲ့နေဆိုတဲ့အချက်ပါပဲဒီ season တစ်ခုလုံးကို NHOV ခေါ်လို့ရတဲ့နာမည်တစ်ခုရှိပါတယ်လူမှုစီးပွားရေးပေါင်းစိုက်တန်တရာရဲ့နည်းနည်းတော့ခက်တယ်လို့ပဲเนาะဒါပေမဲ့အတိတ်ဘက်ကရှင်းရှင်းလေးပါ စီဝိုင်းမလုံးဖြစ်တဲ့ကော်မရှင်ကိုတုံးပြီးလူမှုရေးရည်မှန်းချက်ဖြစ်တဲ့ရင်ကျေးမှုထိန်းသိမ်းရေးကိုတွန်းအားပေးတဲ့စနစ်တစ်ခုပေါ့တနည်းပြောရင်ကောင်းတဲ့အလုပ်လုပ်ရင်ဝင်ငွေလည်းရနိုင်တဲ့စနစ်မျိုးပါနောက်ဆုံးတော့ဒီစကားလေးကအားလုံးကိုအနစ်ချုပ်လိုက်တယ်လို့ပါပဲဒီဂျစ်တယ်လုံခြုံတဲ့မြေကိုလူတွေအတွက်လူတွေကိုယ်တိုင်ဒီစောက်ကြတယ်တဲ့ရားလုံးကရက်ရွာကနေစာကြီးရက်ရွာမှာပဲအဆုံသက်တယ်ဆိုတဲ့သဘောပါပဲကဲ ဒီတင်ဆက်မှုလေးကိုစဉ်းစားစရာမေးခွန်းတစ်ခုနဲ့အဆုံးသတ်လိုက်ပါစေ။နီးပညာရဲ့အနာဂတ်ဆိုတာရှုပ်ထွေးတဲ့ကုတ်တီလေးမှာပဲရှိနေရလား။ဒါမှမဟုတ်အခုလိုလူတွေအတိုက်ဝင်းနေရလက်ထဲမှာရှိနေရများလား။